္ဂလာပါပရိသတ်ကြီးတမင်းနေ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့တမရဒေါ်နယ်ထရန့်ကဗနီဇွဲလာတမရနီကိုလတ်မာဒူရိုနဲ့စကားပြောဆိုခဲ့ကြအောင်အတီးပြုတ်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်သူတို့နှစ်ဦးသားဟာပဋိပက္ခအခြေအနေများရှင်းချရန်နည်းလမ်းများကိုဆွေးနွေးပြောဆိုခဲ့ကြပြီးနှစ်နိုင်ငံလုံး၏အကျိုးစီးပွားများကိုရှာဖွေဆွေးနွေးခဲ့ကြောင်းလည်းပြောကြားခဲ့ပါသေးတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ရုရှားနိုင်ငံ၏ drone များ၎င်းတို့နိုင်ငံ၏လေပိုင်နဲ့အတွင်းသို့ထပ်မံဝင်ရောက်ခဲ့ကြောင်းမော်ဒိုဗာနိုင်ငံကပြောကြားလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်သူဝင်ရောက်လောက်ကြောင်းလေယာဉ်ပြတ်တက်မှု များအနောက်ရှက်ဖြစ်ပေါ်ခဲ့ရပြီးနိုင်ငံတွင်လုံခြုံရေးအခြေအနေများကိုစိုးရိမ်မှုများမြင့်တက်လျက်ရှိနေကြောင်းလည်းပြောကြားခဲ့ပါသေးတယ်ရှင်။တတိယသတင်းတစ်ပုဒ်ကတော့ Florida တွင် Ukraine နှင့်ဆွေးနွေးပြသမှုဟာအပြုသဘောဆောင်ခဲ့ကြောင်း American စီးနှိတ်လွှတ်တော်အမတ် Rubio ကပြောကြားလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ဒါပေမဲ့လည်းစစ်ပွဲကိုလုံးဝအဆုံးသတ်နိုင်တဲ့ငြိမ်းချမ်းရေးသဘောတူစာချုပ်ဖြစ်ဖို့ရန်တော့လောက်ဆောင်ချက်များပုံမှုလိုအပ်သေးကြောင်းပြောကြားခဲ့ပါသေးတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့အချင်းဖြတ်ချစားမှုတိုက်ဖျက်ရေးကိုပြင်းပြင်းထန်ထန်လှုပ်ဆောင်နေတဲ့အတွက်တရုတ်နိုင်ငံ၏စစ်တပ်ကုမ္ပဏီကြီးများတွင်အခက်အခဲများကြုံတွေ့နေရကြောင်းအစီရင်ခံစာ အသေးရအသိရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ထိုနှိမ့်နှင်းရှင်းလင်းခြင်းများကြောင့်၎င်းတို့ဤ project များစာချုပ်များနှင့်နေ့စဉ်လုပ်ငန်းဆောင်တာများကိုပါအနောက်ရှက်ဖြစ်နေကြောင်းပြောကြားထားတာပဲဖြစ်ပါရဲ့ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့တရားဝင်စုံစမ်းစစ်ဆေးမှုများအရာအာဖဂန်နစ္စတန်တွင် UK စစ်တပ်ဘက်ကဆေးရဆွေးမှုများကျူးလွန်ခဲ့ကြောင်းရခိုင် British စစ်သားဟောင်းကပြောကြားလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ထိုစစ်သားဟောင်းပြောကြားခဲ့သောအကြောင်းအရာများမှာအလွန်ပြင်းထန်ပြီးအစိုးရဘက်ကမိတို့တာဝန်ယူပြီးမိတို့စုံစမ်းစစ်ဆေးမှုများပြုလုပ်မလဲဆိုတာပေါ့ကြီးမားသောတရားမှုများဖြစ်ပေါ်လို့နေပါရဲ့ရှင်။